်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အတွင်းရှိနိုင်ရိတ်ကန်တာဝါတိုင်စခန်းကို AA ကတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရခိုင်ရိုးမနဲ့ဆက်ဆံနေသော မကွေးတိုင်းငဖဲမြို့နယ်ကနိုင်ရိတ်ကန်စခန်း၏အဓိကကာကင်ကုန်းဖြစ်သောတာဝါတိုင်စခန်းကုန်းကိုအရက်ကတပ်တော် AA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်ကအတည်ပြုပြောပါတယ် နိုင်ရကန်စက္ကန်သိမ့်တိုက်ပွဲကိုအရကတက်တော်အေအေနဲ့ဒေသခံပြည်သူကောက်ကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်နေပြီးကကင်းတာဝါတိုင်းစက္ကန်ကိုဇော်လာလေးရက်နေ့ကသိမ့်ပိုက်ခဲ့ကြောင်းသိရှိရပါတယ်။ကကင်းတာဝါတိုင်းစက္ကန်နဲ့နိုင်ရကန်စက္ကန်မှာမီတာ2000ခန့်သာကွာဝေးတော့ကြောင်းစီဒီအမ်ဘိုကြီးစင်ရော်ကပြောပါတယ်။ အမ်ဖဒန်လန်ပိုင်းကနရေကန်စကန်ရဲ့အဓိကကာကင်ကုန်းပေါ်တော့သူနဲ့လဲမီတာ2000လောက်ပဲဝေးတဲ့ MPD တာဝါတိုင်းကုန်းပေါ်ဒေတာအခေါ်ကတော့တာဝါတိုင်းကုန်းလို့ခေါ်ကြတဲ့အစကန်ကိုအေအေနဲ့အရှိုတက်ဖွဲ့တွေဖူးပေါင်းတက်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးဆိုတာကိုတော့တကယ်အတီးပြုလို့ရပါတယ်မနေ့ကရောဒီနေ့ရောဖောကားရှစ်စီးနဲ့ဗရန်တက်နေတဲ့ကနေအင်အားဖြည့်ထားတာရှိပါတယ် ခမန်းအင်အား150နဲ့200ကျလို့ကျွန်တော်ကသုံးသပ်ပါတယ်။ပြီးတော့အဲ့ဒီမှာလဲရိတ်ခါရင်းနဲ့3စီထပ်လွတ်တယ်လို့သတင်းရထားတယ်ဟုစီရီယန်ဗိုလ်ကြီးစင်ရောက ပြောပါတယ်။စစ်ကောင်စီကနှဲ့ရိတ်ကန်စက်ခန်းကိုလက်လွတ်လိုက်ရပါကအမ်းမျိုးနယ်ကိုပြန်လည်ချီတက်မိလမ်းပေါက်ပိတ်သွားပြီဖြစ်တယ်လို့ဗရန်တက်နယ်အတွက်ပါချင်းချောင်းမှုတစ်ခုဖြစ်လာပြီဟုစီရီယန်ဗိုလ်ကြီးစင်ရောကဆက်လက်သုံးသပ်ထားပါတယ်။ စစ်ကောင်စီကနှဲ့ရီကန်စက်ခန်းကိုလက်မလို့ရဲဘူးနှဲ့ရီကန်စက်ခန်းကိုလက်လွတ်လိုက်ပြီးဆိုရင်အန်းကိုသွားမဲ့တကားပေါက်လုံးဝပိတ်သွားပြီးမရတော့ဘူးအဲ့ဒါအပြင်ဗရန်တက်နေကိုပါနှဲ့ရီကန်ကနေပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်လာနိုင်တယ်ပသိမ်မုံရလန်းကိုလည်းစိုးမိုးလာနိုင်တယ်စိုးမိုးထားနိုင်ပြီးတော့စစ်မျက်နှာစာဆိုရင်မင်းဘူးမျိုးနဲ့တရဲမျိုးနဲ့ဟိုဘက်ကအထက်မင်းလားမျိုးနဲ့ဈေးတုတ်တရားမျိုးနဲ့တို့တွေအထိစစ်မျက်နှာစာဖွင့်လို့ရသွားမဲ့အနေအထားမျိုးပေါ့နော်ထော်လိုင်းရဲတက်ဖွဲ့တွေကနှဲ့ရီကန်ကိုရလိုက်ပြီးဆိုရင်ဗရန်တက်နေအတွက်လည်းကောင်းကောင်းမနေရတော့ဘူးဒီနှဲ့ရီကန်သား လက်လွတ်လိုက်ရပြီဆိုရင်ပေါ့လေဟု၎င်းကဆက်ပြောပါတယ်။အေအေပူပေါင်းတပ်ဖွဲ့ထိုးစစ်ဆင်တိုက်ခိုက်နေသောနိုင်ရီကန်စခန်းကိုအာနာသိန်းစစ်ကောင်စီကဗရန်တက်နေရှိအမြောက်စခန်းကိုကဲမှုဌာနချုပ်အမှန်905မှာလက်နက်အင်အားလူအင်အားနဲ့ရိတ်ခါများအ धिक ဖြည့်ပေးနေကြောင်းစစ်ရေးတရင်ရင်မြစ်ကဆိုပါတယ်။အေအေအပါအဝင်ညီနောင်မဟာမိတ်၃ဘွဲ့နဲ့အာနာသိန်းစစ်ကောင်စီတို့မှငလင်အကြောင်းပြချက်ဖြင့်အပြစ်ခတ်ရဲစဲကြောင်ထုတ်ပြန်ထားကြတော့လေနှစ်ဖက်စလုံးကရေပြင်တွင်ထိတွေ့တိုက်ခိုက်မှုများရှိနေကြခြင်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှလေကြောင်းတိုက်ခိုက်မှုများနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေတဲ့လို့တော်လန်ရေးတပ်ဖွဲ့များရှိရသောစစ်ကောင်စီစစ်ကြောင်းရောက်ရှိလာ၍တော်လန်ရေးတပ်ဖွဲ့များကတံပြန်ထိုးစစ်တိုက်ခိုက်မှုများလည်းရှိနေကြပါတယ်။ဆက်လက်ပြီးကိုမြင့်ဆောင်အညာမြေစစ်စင်ရေးဝလူရဲစခန်းသိမ်းတိုက်ပွဲအတွင်စစ်အုပ်စု50ကျော်တေဆုံးစစ်အုပ်စုစနိုက်ပါသမားတအူးနဲ့တပ်သားတအူးကိုအရှင်ဖမ်းပြီးတိုက်ပွဲမှထွက်ပြေးလာတဲ့စစ်မှုထမ်းတင်နန်းစင်၈ဦးကိုကယ်ထုတ်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်နှထိုးကြီးမြို့နယ်ကဝလူနယ်မြေရဲစ က်ခန်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ရပ်ပေါင်း20ကျော်တိုက်ပွဲ ကာလအတွင်းစစ်အုပ်စု90ကျော်တည်ဆုံပြီးလက်နက်ခရိုင်တွေတင်စီရရှိခဲ့တယ်လို့မြင်းချံခရိုင်တပ်ရင်း40ကထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းမြင်းချံမြို့နယ်အတွင် တော်လရေးတက်ဖွဲ့တွေကကိုမြင့်စားအညာမျိုးစစ်စင်ရေးအဖြစ်ပြီးခဲ့တဲ့မေလ15ရက်မှာနထိုးကြီးမြို့နယ်ဝက်လူးနယ်မြေရဲစခန်းကိုစခန်းသိမ်းနိုင်ဖို့ပူးပေါင်းထိုးစစ်ဆင်ခဲ့ရာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်အုပ်စုဘက်က40ကြောတိဆုံကတနက်တလက်နဲ့ခရရန်တွေအပါအဝင်စစ်အုံဆောင်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့စစ်အုပ်စုစနိုက်ပါသမားတအူးနဲ့တပ်သားတအူးတို့ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ် ဒါပြင်ဝက်လူးတိုက်ပွဲကိုစစ်ကူလာတဲ့စစ်အုပ်စုစစ်ကြောင်းမှပါလာခဲ့ပြီးတော့ထွက်ပြေးလာတဲ့စစ်မှုထမ်းတင်နန်းဆင်းလာသူ၈ဦးကိုပါကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။နထိုးကြီးမြို့နယ်ဝက်လူးရဲစခန်းသိမ်းတိုက်ပွဲကို၅ရက်ကြာကာလအတွင်းအထိနာတဲ့စစ်အုပ်စုကလေးချောင်းကနေအကြိမ်တရာကျော်ဘုံကျဲခုခံပစ်ခတ်ခဲ့တယ်လို့မြင်းချံခရိုင်တပ်ရင်း၄၁၀ကဆိုပါတယ်။ခိုးမြင်းဆောင်အညာမြေ operation အဖြစ်အကြမ်းဖက်စစ်ကောင်စီအားကျွန်ုပ်တို့မြင်းချံခရိုင်အမှတ်လေးတပ်ရင်းမြင်းချံခရိုင်အမှတ်၁၀တပ်ရင်းနဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှဝက်လူးနေမြေရဲစခန်းသိမ်း ိုက်ပွဲဆင်နွှဲခဲ့ရာစစ်ကူအဖြစ်ရောက်ရှိလာသောစစ်ကြောင်းအားဂျားပြတ်တိုက်ခိုက်ခဲ့ပြီး၎င်းစစ်ကြောင်းမှထွက်ပြေးလာသောပြည်သူစစ်မှုတန်းဥပဒေဖြင့်အတင်းအဓမ္မပေါ်တာအစွဲခံရသောလူငယ်ရှစ်ဦးအားအကြံဖက်စစ်ကောင်စီထံမှ အကြံဘက်စစ်ကောင်စီထံတွင်တာဝန်ထမ်းဆောင်နိုင်သောစနိုက်ပါတအူတပ်သားတအူတို့အားကျွန်ုပ်တို့မြင်းချန်ခရိုင်အမှတ်လေးတရင်မြင်းချန်ခရိုင်အမှတ်30တရင်မှလက်ဝယ်ဖမ်းဆီးရမိခဲ့သည်လို့ဇွန်လ9ရက်မနေ့ကထုတ်ပြန်ထားခဲ့ပါတယ်။အလားတူဝက်လူနေမြေရဲစခန်းကိုစစ်ကူလာတဲ့စစ်အုပ်စုစစ်ကြောင်းနဲ့ဇွန်လ3ရက်မနက်ပိုင်းမှာထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာစစ်အုပ်စုတပ်သား၄ယောက်ထပ်မံတည်ဆုံခဲ့ပြီးခရိုင်အချို့နဲ့စစ်အုပ်စုရုပ်အလောင်းတလောင်းတင်းစီရရှိခဲ့တယ်လို့မြင်းချန်ခရိုင်အမှတ်၄30တရင်ကဆိုပါတယ်။ ဝလူးနေမြေရဲစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကူလာတဲ့စစ်အုပ်စုစစ်ကြောင်းတွေထဲမှာပေါ်တာဆွဲဖမ်းဆီးထားတဲ့စစ်တင်နန်းဆင်းလာသူတွေအများပြပါဝင်တယ်လို့လည်း ငင်းချန်ခရိုင်အမှတ်40တရင်မှသိရပါတယ်။ခိုးမြဆောင်အညာမြေစစ်စင်ရေးအဖြစ်ပြီးခဲ့တဲ့မေလ15ရက်ကစတင်ကငင်းချန်တောင်သားနထိုးကြီးငန်းစုံစားတဲ့မြို့တွေထဲမှာရှိတဲ့စစ်အုပ်စုအထိုင်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲတွေအတွင်စစ်အုပ်စု90ထက်မနည်းတေဆုံးကလက်နက်ခဲယမ်းတွေနဲ့တုံးပန်းအချို့တင်စီရရှိထားတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတပိတ်ချင်းမြို့နယ်6မိုင်ရွာနဲ့9မိုင်ရွာကိုစစ်တပ်ကဝိုင်းတွဲလျင်ဖြင့်73ကြိမ်ပုံကျဲတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်6မိုင်ရွာနဲ့9မိုင်ရွာကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလျင်ဖြင့်73ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောကြားပါတယ်။ ဇွန်လ6ရက်နေ့မိုးလယ်7:00နာရီခန့်မှစ၍အကြမ်းဖက်စစ်တပ်ကတပိတ်ချင်းမြို့နယ်6မိုင်ရွာနဲ့9မိုင်ရွာကိုဝိုင်းကျွဲလျင်ဖြင့်73ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ဤလေးချောင်းတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုနိုင်သေးပေဒေသခံပြည်သူများလည်းဘေးလွရာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။စနေနေ့လောက်ကနေစပြီးတော့ဝိုင်းကျွဲလျင်နဲ့ဇက်တိုက်ကိုပုံကျဲတိုက်ခိုက်နေတာအချိန်ရေ73ကြိမ်လောက်ကျဲချတိုက်ခိုက်သွားတယ်ပြည်သူတွေလည်းဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ထိခိုက်သေးဆုံးမှုရှိမရှိ ရှိကိုတော့အတိမပြုနိုင်သေးဘူးဟုဒေသခံပြည်သူတအူးကပြောပါတယ်။ ဆက်လက်ပြီးအထက်ခပောင်းဆယ်ရေးလွဲတမန်တွင်တက်ဆွဲထားသောစစ်စခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖကိုးတိုင်းတောင်ကုခရိုင်အုပ်တွင်းမြို့နယ်ရှိအထက်ခပောင်းဆယ်ရေးလွဲတမန်တိုင်းတက်ဆွဲထားသည့်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခရာလက်နက်လေးလက်နဲ့စစ်သုံးပစ္စည်းအထုရရှိခဲ့ပါတယ်။ထို့စစ်စခန်းကိုဇွန်လ3ရက်နေ့နံနက်အစောပိုင်းတွင်တောင်ကုခရိုင်တရင်အမှတ်3500တင်းတက်ခွဲတက်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့တယ်ဟုသိရပါတယ်။အနောက်ရိုး ပေါ်ကတရင်ကဖော်ဆောင်တဲ့တိုက်ပွဲပါထွက်ပြေးသွားတဲ့စခ10ဦးကျော်လောက်ရှိတယ်ဟုအုပ်တွင်းမြို့နယ်စစ်ဖက်သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်တိုက်ပွဲဖြစ်ပွားချိန်နှစ်နာရီအတွင်းစစ်ကောင်စီစခန်းအားသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကစခန်းအတွင်းမှာ G3 3လက် MA MA11 တလက်အီနာက9လုံးလက်ပစ်ပုံးတစ်လုံးနဲ့ကြီကအင်ဂျင်နဲ့ထဲရရှိခဲ့ကြောင်းတောင်ကူခိုင်တရင်အမှန်3500တက်ခွဲတက်ကထုတ်ပြန်သည် တိမ်ပတ်ရရှိပြီးနောက်စစ်ကောင်စီစကန်အားမီးရှို့ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။စကန်သိမ်းပြီးချိန်တွင်အင်အား60ကံပါစစ်ကူစစ်ကြောင်းကိုလည်း PDF များကအသင့်ဆောင်ကြိုရင်မိုင်းဆွဲပြီးညံ့မြင့်တည်ဆုံသူရှိဟုရှိသည်ဟုတောင်ဝန်ခရိုင်တပ်ရင်းအမှန်3501ဤတပ်ခွဲကဆိုပါတယ်။ထို့ကြောင့်စစ်စင်ရေးတွင်စစ်သားအ ਨੇ စုံ12ဦးသေဆုံးခဲ့သည်ဟုပြောပါတယ်။ PDF ရဲဘော်နောက်ဦးတိုက်ပွဲ၌ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။တောင်ဝန်ခရိုင်တပ်ရင်းအမှတ်3501တာဝန်ရှိသူအရင်ကတော့15ရောက်အထက်ရှိတယ်။ကျွန်တော်တို့သွားတိုက်တဲ့နေ့ကတော့9ရောက် ဝင်ကျင်ပဲရှိတော့တာဆက်ကဆစစ်ကူကတော့တိုက်ခိုက်ခံရပြီးနေမှာပဲပြန်ဆုတ်ပြီးနောက်ရက်ကဆစစ်ကြောင်းထိုးနေတယ်အင်အားတရာဝင်ကျင်လောက်တော့ရှိတယ်ဟုပြောပါတယ်ရခင်လောက်ပိုင်းကလည်းဘကိုးတိုင်းရှိမင်းလာအုပ်တွင်းနဲ့ပေါင်းတယ်မျိုးများမှစစ်ကောင်စီစက္ကံများကိုကာကွယ်ရေးတပ်များကတင်ပိုက်ရှင်းလင်းထားပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်